မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရန်ကုန်တိုင်းအင်းစိန်မြို့နယ်စော်ဝါကြီးကုန်းရပ်ကွက်လမ်းတစ်လမ်းမှာအော်တိုဘားလ17ရက်နေ့ညအုပ်ပိုင်းအချိန်ကတဲကိုကန်တစ်ခုမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အာလင်ငါးဆင်ဖရာရှေကမြင့်မို့တဲခိုခန်းမှာည9နာရီခွဲအချိန်လောက်ကမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့မီးလောင်မှုကို level 1အဆင့်အရင်အုပ်စုထောက်ခွာနှိမ့်သက်ခဲ့ပြီးည8နာရီဝန်းကျင်မှာတော့မီးထိန်နိုင်ခဲ့တယ်လို့သိရပါဗျ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့တဲခုခံရဲ့အနီးအနားမှာ73စီအယောင်ဆိုင်နဲ့ဗန်နေရှိနေပေမဲ့ခြံဝန်းကျဲတဲ့အတွက်ပဝင်းကျင်ကိုမီးကူးဆက်လောင်ကျွမ်းတာမရှိဘူးလို့ရက်ွက်နေပြည်သူတွေကလည်းသိရပါဗျ။လက်ရှိမှာတော့မီးဘလို့စတင်လောင်ကျွမ်းနေဆိုတော့ကိုမီးသက်ဌာနကစစ်ဆေးနေပြီးလူထိခိုက်သေးဆုံးတာမရှိဘူးလို့တွားရောက်ကူညီခဲ့တဲ့ပရာဟိတအသင်းတစ်ခုရဲ့တာဝန်ရှိသူက DVB ကိုပြောပါဗျ။ အော်တိုဘာလ17ရက်နေ့ညနေ9နာရီဝန်းကျင်မှာလဲတောင်တကုံမြို့နယ်ရက်ကွက်20မှာကာမီလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက်မြို့နယ်မိသက်တပွဲကတွားရောက်နှိမ့်သက်ခဲ့ရတယ်လို့သိရပါတယ်ရှင် TNL တန်းတက်ထိန်းချုပ်ထားတဲ့နံမတူမြို့ကိုစစ်ကော်မရှင်တပ်ကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာရှိနေတာကြောင့်ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေအိုးအိမ်ဆုံးခွာတိမ်းရှောင်နေရပါတယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင် ကဘာကျော်တက်ထုထုတ်လို့ရနေပြီတခုဖြစ်ပြီးတရနန်နေတန်တက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဘူမြို့ကိုအာနာဒိန်းစစ်ကုံမရှင်တက်ကဒီရပိုင်းအတွင်းလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာပါဘုံကျဲတိုက်ခိုက်မှုကြောင့်ရတားပြည်သူတွေထိခိုက်ဒဏ်ရာရတေဆုံးတာတွေရှိခဲ့လို့ထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာအိုးအိမ်စွန့်ခွာပြီးဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ် နံပါတ်2ကလေပါပန်ဟိုက်ဘက်ကလူတွေကမရှိကြတော့ဘူးတိလားဒီကလေတောင်းကြောက်လို့ဆောင်တဲ့အချိန်ကျဲမှမသိတော့လေနော်ညလားမနဲ့လားနေ့လည်းလားမသိတော့အားလုံးကထိတ်တလန့်လန့်နေကြလို့လေနံပါတ်2မြို့မှာစားတောက်ဆိုင်နေဈေးတွေနဲ့အလုတ်ယုံတွေပိတ်ပြီးတမျိုးလုံးနှီးပါအိုးရင်ဆွန်းကွာတင်းရှောင်နေကြရတာပါသူတို့တွေဟာလာရှိုးမူဆယ်တင်းနီနဲ့တန်ရမ်းမျိုးတွေဘက်ကဖုန်ကြီးကြောင်ခရီးယံဖျားကြောင်ဗလီနဲ့နီးစက်ရဆွေမျိုးမိတ်ဆွေတွေအိမ်မှာနေထိုင်ကြရတယ်လို့ဆိုပါတယ် ခွဲပြီးတဲကြတာပေါ့တချို့ကအိမ်မှာတဲတယ်တချို့ကအဲဖျားเจ้าမှာတချို့ကဘုန်းကြီးเจ้าမှာအဲ့လိုခွဲပြီးတဲကြတာပေါ့ရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ်အတက်ကရေးကြည့်ရဆိုတော့အဲ့ဒါပြေးကြတာပေါ့စစ်ကော်မရှင်တက်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတွင်းကဆုံရှုံသွားတဲ့မြို့ရွာတွေကိုပြန်လည်ရောက်ယူဖို့အတွက်ဝေဟင်မြေပြင်အင်အားအလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်နေတာကြောင့်နေမြေကန်တော်လိုင်းတက်တည်နေတိုက်ပွဲတွေဖြစ်ပွားနေပါတယ် တိုက်ပွဲတွေရည်ရှိလာရင် ထောင်ထဲချတဲ့စစ်ပေးဆောင်မိသားစုတွေမှာအဖက်ဖက်ကခက်ခဲလာမှာဖြစ်တယ်လို့ကာယကံရှင်တွေကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမိုးရွာသွန်းတာများလို့ညောင်ဖြူစခန်းရက်ကွက်မှာရှိတဲ့ချောင်းဘေးနေရာတွေမြေပြော့နေပြီးနေအိမ်တလုံးပြိုကျတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အော်တိုဘားလ17ရက်နေ့ညနေပိုင်းမှာညောင်ဖြူစခန်းရေရနာတီတီနဲ့ဆက်ဆံထုံရက်ကွက်ဘက်တွေမှာမိုးသဲထန်ပြီးညောင်ဖြူစခန်းကအိမ်အားပြိုကျပြီးတဲ့နောက်မှာတော့ပဝင်းကျင်ကနေအိမ်တချို့လည်းထိခိုက်မိရလို့သိရပါဗျ။ ပြိုကျပျက်စီးခဲ့တဲ့အိမ်ရဲ့ဘေးမှာရေမြောင်းတစ်ခုရှိနေပြီးအောက်ဖက်မှာရှိတဲ့ချောင်းထဲကိုစီးဆင်းနေတာကြောင့်ဘေးနားကနေထိုင်နေသူတွေအနေနဲ့လည်းအုတ်တိုင်းခတ်ထားမှစိတ်ချရနိုင်တယ်လို့ပြောပါရယ်။ပြိုကျတဲ့အိမ်ကိုအခုလက်ရှိအချိန်ထိပြန်လည်ရှင်းလင်းတာမျိုးမလုပ်နိုင်သေးပဲအကူအညီလိုအပ်နေတယ်လို့လည်းသိရပါရယ်။အခုမိုးရသည်မှာတော့မိုးများတာကြောင့်ကပယံဘေးနားမှာရှိနေတဲ့ဆက်ဆံတော်ရက်ွက်ကကြောက်သားပေါ်ဆောက်ထားတာမဟုတ်တဲ့အိမ်နေနဲ့ ညောင်ပြူစကန်းရက်ကွက်ကတောင်ကျချောင်းရင်နဲ့နေတဲ့အိမ်နေရှမ်းရုံမဘဘွားရိတ်တာအနောက်ဖက်ခြမ်းကဖြစ်တယ်လို့ဆောက်ထားတဲ့အိမ်နေနဲ့ကျောင်းကြီးစုရက်ကွက်တုတ်တန်သွားတဲ့လမ်းတစ်လျှောက်ကမြေတွေကိုဖုတ်ပြီးမြေမြင့်ဆောက်ထားတဲ့အိမ်နေတတိထားဖို့လိုတယ်လို့မြို့ခံတချို့ကပြောကြပါရရှင်မြောက်ကိုရီးယားဟာခေါင်းဆောင်ကင်ဂျွန်ကြီးကြတဲ့အကြီးစားစီရေးပြပွဲအခမ်းအနားမှာသူ့ရဲ့အဆင့်အမြင့်ဆုံးဟွာဆုံး20တိုက်ချင်းပြပယ်ထိန်ထုံးကြီးကိုပြသခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြထားပါဗျ အာနာယအလုသမားပါတီတီထောင်ချင်းနှစ်80ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားတွေကိုကြာတာပရိနေမှာပြုလုပ်ခဲ့ပြီးတဲ့နောက်ခြေတက်ပွဲကိုတော့အော်တိုဘာလ10နေ့နှောင်းပိုင်းမှာစတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ပြုံရက်မှာကျင်းပခဲ့တဲ့နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ပုံကိုယ်တွေထဲမှာတရုတ်ဝန်ကြီးချုပ်လီချန်ရုရှားသမ္မတဟောင်းဒီမီထရီမက်ဗီဒက်စ်ဦးဆောင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့အပြင် VNN Community Party အကြီးအကဲတိုလမ်တို့လည်းပါဝင်ခဲ့ပါတယ်။ စေပြအခမ်းအနားမှာညူလက်နက်ပိုင်ရှင်မြောက်ကိုရီးယားကပြသခဲ့တဲ့ဝါဆုံ20တိုက်ချင်းဖြစ်ပဲ့ထိန်ထုံးချီကိုနိုင်ငံရဲ့အားအကောင်းဆုံးနျူကလ িয়ার ဗျူဟာမြောက်လက်နက်စနစ်ဖြစ်တဲ့ KCNA ကဖော်ပြသွားပါတယ်။ခင်းချင်းပြသသွားတဲ့တခြားလက်နက်တွေထဲမှာအတန်ထက်မြန်တဲ့ပဲ့ထိန်ထုံးချီတွေ၊ cruise ထုံးချီတွေနဲ့အစုလိုက်အပြုံလိုက်ပြတ်ခတ်နိုင်တဲ့ဒုံးပစ်လောင်ချာအမျိုးအစားတင်တဲ့အသေးခံ drone ရင်တွေပါဝင်ခဲ့ပါတယ်ရှင်။ ဒီ VV ရုံမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝမ်းနေပါ